ရှိရှိတော့ကတောနဲ့ကြီးတစ်ခုမှာကြားကြီးတစ်ကောင်နဲ့ယုံကလေးတစ်ကောင်ဟာ အတူရှင်တွဲပြီးနေထိုင်ကြတယ်။ကြားကြီးကခွန်အားကြီးပြီးကြမ်းတမ်းပေမဲ့ယုံကလေးကတော့သေးငယ်တယ်အလွန်ညံထက်မြက်ပါတယ်။ကြားကြီးကအမြဲတမ်းယုံကလေးကိုအနာယူခြင်းစားချင်နေပေမဲ့ယုံလေးရဲ့ဉာဏ်ပညာကြီးမှုကြောင့်သူဘရောမှအောင်မြင်လို့မရှိဘူး။တနေ့တော့ကြားကြီးကယုံကလေးကိုဖမ်းဖို့ကြိုးစားတယ်။ယုံကလေးကချက်ချင်းညံနေညံနဲ့ကိုထုတ်ပြီးတော့ကြားကြီးကိုလှည့်စားလိုက်တယ်။ ဦးချာကြီးဒီနေ့အစာရှာထွက်တော့အင်မတန်ခွန်အားကြီးရဲ့ကြားတကောင်နဲ့တွေ့လာခဲ့တယ်လို့ယောင်ကလေးကစတင်ပြောလိုက်တယ်။အဲ့ဒီချိန်မှာကြားကြီးကနေပြီးတော့ဝလုံးကောင်းတဲ့ကအတန်လုံးမစားဟေးငါထက်ခွန်အားကြီးရဲ့ကြားဆိုတာဘယ်တော့မှမမရှိဘူး။ပမလေအိတ်ကြာငါကိုပြစမ်းဆိုပြီးတော့ဟိဟောက်လိုက်တယ်။ယုံကလေးကနေအိတ်ကြာကြီးကတခု ရှာကောင်းမဟုတ်ပါဘူးဦးချာကြီးရဲ့အရိတ်ကလေးပဲဖြစ်ပါတယ်လို့ပြောပြီးတော့ရေပြည့်နေတဲ့ရေအိုင်လေးစီကိုခေါ်သွားလိုက်တယ်ရေအိုင်လေးနားရောက်လေးရောက်ကိုယုံကလေးကလက်ညှိုးထိုးပြီးဟောဒီမှာဦးချာကြီးအင်မတန်ခွန်အားကြီးပြီးရဲ့ရင်နဲ့ချာကြီးကရေအိုင်ထဲကဦးချာကြီးကိုစောင့်နေတယ်ဆိုပြီးတော့ပြောလိုက်တယ်ချာကြီးကနေပြီးတော့ရေအိုင်ထဲကိုငုတ်ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့အရိတ်ကိုတွေ့သွားတယ်အဲ့အခါမှာအချားချားတကောင်လို့ထင်ပြီးတော့သူဒေါသအရန်ထွက်ပြီးတော့ဒေါသအရှိန်နဲ့ပဲ ဟေးရငါကိုစိန်ခေါ်ဝင်တယ်လားဆိုပြီးတော့အော်ဟေးပြီးတော့ရီအိုင်ထဲကိုခုံဆင်းလိုက်တယ်ဒါပေမဲ့ရီအိုင်ထဲမှာတော့ဘာမှမရှိပဲနဲ့သူ့ရဲ့ပုံကိုပဲသူတွေ့ပြီးရဲ့ခါမှာကြားကလေးကရင်နစ်ပြီးတည်ဆောင်းသွားတော့တယ်။ဒါကြောင့်မလို့ဒီပုံမြင်လေးရဲ့သင်ခန်းစာမှာဒါတို့သမီးတို့လည်းခွန်အားကြီးနေုံနဲ့လည်းမပြီးဘူးဉာဏ်ပညာထက်မြက်ဖို့လည်းလိုတယ်။လောဘဒေါသကိုအခြေခံပြီးဆုံးဖြတ်ချက်ဆုံးဖြတ်ရင်ကိုယ်လည်းဒုက္ခရောက်နိုင်တယ်ဆိုတဲ့အကြောင်းလေးကိုပြောပြချင်ပါတယ်။ကျေးဇူးတင်ပါတယ်။